င်္ဂလာပါရှင်ကျမကတော့ဒီဇူလိုင်မှာ DVB ရုပ်မြင့်တန်းကြားရဲ့ညနေ၄နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးတော့မှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားစားသတင်းတွေကိုလည်းရှုသားကြမှာဖြစ်ပါတယ်ရှင်အင်းနီချင်းကောင်းပြည်သားတဲ့တရုတ်အစိုးရရဲ့ကူညီမှုကိုမနာလိုသူတွေကနှစ်နိုင်ငံညီညွတ်ရေးပြပြအောင်လှုံ့ဆော်နေကြတဲ့အတွက်အရာရှိတွေအနေနဲ့တတိထားလောက်ကန်ဆောင်ရွက်ကြဖို့စစ်ကောင်းဆောင်ကပြောပါတယ် ဧပြီလ24ရက်နေ့ကငလင်ကြောက်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့နေပြည်တော်ရှိအမျိုးသားစာကြည့်တိုက်ကိုတွားရောက်စစ်ဆေးတဲ့အချိန်မှာဗိုလ်ချုပ်ကြီးတချို့နဲ့ကစားတာမှုတွေကိုပြောဆိုခဲ့တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်ငလင်ဘဲငိမ့်ချဲကိစ္စတွေမှာတရုတ်နိုင်ငံရဲ့အကူအညီပေးမှုကိုရေးသားမှတ်သားပြီးအမျိုးသားစာကြည့်တိုက်မှာမှတ်တမ်းတင်ထားဖို့စာကြည့်တိုက်မှုတွေကိုတာဝန်ပေးခဲ့တယ်လို့လည်းဆိုပါရယ် ရုတ်ရဲ့ဂျာဝင်ညှိနှိုင်းပေးမှုကြောင့်လားရှုံမြို့ကိုပြန်ရခဲ့ပြီးတဲ့နောက်လက်လွတ်ထားတဲ့မြို့တွေကိုထပ်မံရရှိအောင်တရုတ်အစိုးရစီကူညီတောင်းထားပြီးမကြခင်ဆွေးနွေးမှုတွေထပ်လုပ်သွားမှာဖြစ်တယ်လို့ကကကြီးယုံနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါရရှင်ကမ္ဘာစားနေရိတ်ခါအစီအစဉ် WFP ကမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကအင်အားပြင်းငလင်လှုပ်ခတ်ပြီး48နာရီတွင်ငလင်ဘေးသင့်ပြည်သူတွေအတွက်အာဟာရဖြစ်ဘစ်ကွတ်တွေစတင်ဖြန့်ဝေခဲ့ပါတယ် အိုက်ဘီစကတ်တွေဟာအရေးပေါ်အခြေအနေမှာချက်ချင်းစားသုံးမှုထုတ်ထားတာဖြစ်ပြီးရောင်းချဖို့မဟုတ်ဘူးလို့ဧပြီလ24ရက်နေ့မှာ WFP ကထုတ်ပြန်လိုက်ပါတယ်။နေပြီးတော့မှ WFP အဟာရပြည့်ဘီစကတ်တွေရောင်းချနေရလို့ဆိုရှယ်မီဒီယာမှာပြန့်နှံ့ခဲ့ပြီးဒီအကြောင်းအရာကို WFP အနေနဲ့သိရှိထားသလိုဒီလိုရေးသားချက်တွေမှာတက်တည်ထောက်ထားတဲ့စုံတရာမတွေ့ရဘူးလို့ဆိုပါတယ်။ နေပြီးတော့မှအာဟာရပြည့်ပြီးစကွတ်တွေကိုအေဘလာ၁ရက်နေ့ကနောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီး WFP အနေနဲ့ပုံမှန်လေ့လာစောင့်ကြည့်နေလို့ရောင်းချတာတွေတွေ့ရင်ချက်ချင်းအေးအေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ငလင်းနဲ့ဆက်ဆက်အာမခံအမျိုးအစားတွေကိုငလင်းကြောက်ထိခိုက်များတဲ့မြို့နယ်တွေမှာတော့အာမခံရောက်ချမှုကိုလက်တလော့ရက်ဆိုင်ထားတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားပါရှင်။ ဘလင်လောက်ခတ်အပြီးမှာတော့မြမအာမခံလုပ်ငန်းကမန္တလေးနေပြီးတော့စတဲ့ဒေတာတွေမှာအာမခံသရှိရာအဆောက်အဦတွေလုပ်ငန်းတွေအတွက်ကျပ်ငွေဘီလီယံထောင်နဲ့ချီပြီးပေးလျော်နေပေမဲ့ငလင်နဲ့ဆက်ဆက်တဲ့အာမခံကိုတော့ငလင်လောက်ခတ်ရာဒေတာတွေမှာလက်တလောရောင်းချမှုရဆိုင်ထားတယ်လို့သိရပါတယ်။ဒီလိုဒီလိုမန္တလေးမှာဖြစ်ပြီးကြမှာရောင်းနေထားရနေဆိုတဲ့လူတွေဆက်လွယ်လာတယ်။အဲဒါသူတို့ကထားလို့ထားထားပြီးမှလည်းလူရောစေသူတို့မတင်နေဘူးဒီပြန်ပြီး ပြန်ထူထောင်လေးလုပ်နေလို့နဲ့ညင်ကတော့လာပြီးတော့လက်ခံဆောင်ရပြီးမှဆိုပြောထားတယ်။အဲ့တော့ဒီလူလည်းအများကြီးပဲသူကဒါဖြင့်ဒီလူရလာဆိုဘုံလက်ပြီးပြောမှသူကပြီးကြတာလေ။ဒီရဲ့ခါကျတော့သူထားရင်တော့ဆိုကျွန်တော်တို့ထဏာဆက်ရတာရှိတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းတိုင်းစကိုင်းမြို့အနီးဗဟိုပြုလောက်ခတ်ခဲ့တဲ့ငလင်ကြောင့်ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်အာမခံကုမ္ပဏီတချို့ကတဘာဝဘေးအာမခံရောင်းချတာကိုယာယီရဆိုင်ထားခဲ့တာပါ။ငလင်ကြောင့်နေအဆောက်အဦတွေပြိုကျပျက်စီးဆုံးရှုံးမှုများပြားခဲ့ပြီး မိမိပိုင်ဆိုင်မှုတွေအတွက်စိုးရင်စိတ်ကြီးမားနေချင်းအာမခံကုမ္ပဏီတွေကတဘာဝဘေးအာမခံရောင်းချမှုရပ်နားလိုက်တဲ့အပေါ်ပြည်သူအများစုကဝေဖန်ထောက်ပြနေကြပါတယ်။ငလျင်နဲ့ဆက်ဆက်အာမခံကမိအာမခံနဲ့တွဲဖက်ထားနိုင်တဲ့အာမခံအမျိုးအစားပေါင်း၁၇မျိုးထဲမှာပါဝင်တာဖြစ်ပြီးမြေကျုံမြေပြိုမိနဲ့ပြုတ်အပ်ပြက်တာတွေစရတဲ့အာမခံအမျိုးအစားတွေဖြစ်ပါတယ်။လက်တလုံးငလျင်နဲ့ဆက်ဆက်အာမခံအမျိုးအစားတွေကို ရန်ကုန်မြို့ကခြားလို့ရပြီငလျင်ကျောက်အထိခိုက်များတဲ့မြို့နယ်တွေမှာတော့ခြားလို့မရဘူးလို့အာမခန်ကိုစလဲတယောက်ကပြောပါတယ်။နယ်ရရတော့ဟိုနယ်ပြည်သူနယ်တွေမှာပြည်သူဒီဂျန်ကောင်းတဲ့ရမန္တလေးတွေပေါ့လူကြီးတွေအရင်ဆုံးတယ်လူကြီးတွေတင်ပြလူကြီးတွေအရင်ကပေးတယ်ဒီလူကြီးတွေဆက်ဆက်တက်တယ်ဆက်ဆက်တက်ပြီးဒီကပေးတယ်ဟိုဒီနယ်ရုံပြည်တယ်ဂျန်ကောင်းတော့ပြည်ပါ လည်းလည်းအဲ့ဒါဆက်ကျင်းနေတယ်တင်းနေလူရဲ့ခုပြေနေတယ်ဒီကရမရှလန်နဆက်ရှိရနေစကိုင်းကလင်ကြီးကြောင့်ပြည့်ရီကျော်တခြားရှိစကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာပြည့်အစီထိခိုက်များခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းကလင်လှုပ်ခတ်မှုကြောင့်စုစုပေါင်းတိုက်ဆုံသူအရေအတွက်6400ကျော်နဲ့ထိခိုက်တန်ရာရသူ1000ကျော်ကလင်ဘေးတင်ပြည်သူ39000ကျော်ရှိခဲ့ပြီးနေအဆောက်အအုံ9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ WWF စုစ အပြည့်ငလင်ကြောင့်ကြီးမားတဲ့ပျက်စီးမှုကို ဖြစ်စေခဲ့တဲ့ငလင်တန်းသည့်ဒေသတွေမှာပြည်ပဆိုင်ရာလက်သမားရေးအဖွဲ့အစည်း ILO လို့ဆိုပါတယ် ILO ဟာ ငလီဘေးဒဏ်ပြီးလို့သမအဖွဲ့အစည်းတွေနဲ့အလို့ရှင်အဖွဲ့အစည်းတွေကိုငွေကြေးပံ့ပိုးပေးခဲ့တယ်လို့လည်းဆိုပါတယ်။လက်ရှိမှာလုံသားစည်းကွက်ပြန်လည်ထူထောင်ရေးနီးပြူဟာမှာအရေးပေါ်လောက်ကန်ထိုးထွင်းရင်းနှီးမြှောက်နှံမှုအစီအစဉ်တွေကိုလည်းထည့်သွင်းစီစဉ်နေတယ်လို့လည်းသိရပါတယ်ရှင်။စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်ကျုပ်ကုံရွာကိုစစ်ကောင်စီတပ်ကဧပြီလ24ရက်နေ့ည10:00နာရီလောက်မှာစစ်ကောင်စီတပ်ဘက်ကလေဒီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ဆက်တက်လေနဲ့စတင်ကြောင်းရဲ့ဘောလုံး ဝင်းဒီကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတယောက်နဲ့မျိုးသမီးတယောက်တေဆုံးခဲ့ပြီးအမျိုးသမီးတယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင်နွားတစ်ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်တွေပါပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်အနေနဲ့စစ်ရေးပြစ်မှတ်နဲ့အရက်သားပြစ်မှတ်ဆိုတာလုံးဝကိုမရှိတော့ကြောင်းစစ်တပ်အနေနဲ့အရက်သားလားစစ်ရေးပြစ်မှတ်လားဆိုတာကိုတော့ခွဲခွဲခြားခြားဖြစ်စေခြင်းတယ်လို့ဒေသခံရွာသားတယောက်ကပြောပါရယ် ဂျိုကုန်းရွာဟာအင်ဂျီ400ကျော်ရှိပြီးစစ်တပ်ရဲ့စစ်တပ်လေဒီနဲ့တိုက်ခိုက်တာကြောင့်ဒေသခံတွေစိုးရိမ်ကြောက်လန့်စွာနေထိုင်နေရတယ်လို့သိရပါတယ်ရှင်။တော်လိုင်းကာလမှာတရှိုဒလန်လို့ခေါင်းစဉ်တက်ပြီးမတရားဖန်ဆီးတက်ဖြတ်မှုတွေကိုထိရောက်စွာကာကွယ်တားဆီးအပြစ်ပေးအရေးယူနိုင်ဖို့အတွက် Legal Aid Network ဥပဒေထောက်ကူပြုကွန်ရက်ကဥပဒေရေးရာတုံးသက်ချက်တစ်ခုထုတ်ပြန်ထားပါတယ် တော်လိုင်းကာလာမှာကာကွယ်တပ်ဖွဲ့တွေဘက်ကကျူးလွန်တပ်ဖြတ်မှုတွေကိုလက်ရှိတော်လိုင်းအစိုးရလို့တိမှတ်ပြုထားတဲ့မြို့သားညီညွတ်ရေးအစိုးရ NUG နေနဲ့ဘလို့ထိန်းကျောက်မှုတွေလုံဆောင်တင်နေဆိုတာကို Legal Aid Networks အမှန်ခန့်ခွဲရေးအဖွဲ့ဝင်ဥလဖိုင်တော်ဆက်ကို DVB သတင်းတောက်တီတီကဆက်သွယ်မေးမြန်းထားပါတယ်ရှင်အနာသိန်းလေးနှစ်တာကာလအတွင်းမှာတော့တော်လိုင်းအင်အားစုတွေဘက်ကကျူးလွန်တဲ့ဖြစ်ရပ်တွေပေါ့အချိန်မီထိန်းကျောင်းတာအရေးကြီးတာတွေမလုပ်ဘူးဆိုရင်ရောဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲလို့သုံးသပ်ချင်လဲရှင့်ဟုတ်ကဲ့ဒီမှာကျတော့ ဟိုနိုင်ငံကြီးရှုထောင့်နဲ့ဥပဒေရှုထောင့်နှစ်ခုပေါ်ကနေတုံးတက်ပြပြချင်ပါတယ်ဆိုတော့ပထမအဦးဆုံးဥပဒေရှုထောင့်ရအကြည့်ရင်တော့ဒီလို မတရားမှုတွေဥပဒေမဲ့တက်ဖြတ်တာတွေကိုကျွန်တော်တို့အချိန်မီမထင်းကြောင်းနိုင်ဘူးအရေးမယူနိုင်ဘူးဆိုရင်အလားတူဖြစ်ရမျိုးဒါတောက်လျှောက်ပူပြီးမှပူပြီးမှပေါ့နေရာဒေသပေါင်းစုံမှာကျွန်တော်ရင်ဆိုင်လာရနိုင်တယ်ဟိုဥမာဖြစ်ဆိုရင်ဒီမှာကျွန်တော်အုံတက်တင်ပြထားတာကဟိုစုစည်းထားတဲ့အင်ဂျင်တချို့ပဲဖြစ်တယ်တလန်နဲ့ပတ်သက်ပြီးမ ိုကျွန်တော်တို့လက်လန်းမီသမျှပေါ့ဒီမှာစူးစီးထားတဲ့အမှုခင်တချို့ပေါ့ဥမာပြဆိုကကြီးမှာကျွန်တော်တို့2021ခုနှစ်မေလ31ရက်နေ့မှာဖြစ်သွားခဲ့တဲ့ GNDO ရဲ့ဒီစောနန္ဒာမြဦးဆောင်ဒီမှာအရတန်းဆက်ငါဦးဖန်စီတက်ဖြစ်လိုက်တာဖြစ်တာအဲ့ဒီနောက်ပိုင်းမှာမကွေးမှာလည်းဖြစ်တယ်ပြီးရင်တမူးမှာလည်းဖြစ်တယ်ဒီမန္တလေးလောင်းလုံးစသဖြင့်ပေါ့အခုနောက်ဆုံးမန္တလေးဘုံတော်ကြီးဖာတာဒေါ်နာမတင်တက်ဖြစ်ခံရတဲ့အချိန်နေဖေခုံက ចောင်းထိုင်ဆရာတော်ဥတ္တမအတာယနဲ့အဲကပီ IP တို့တပ်ဖြတ်ခံရတဲ့အခြေအနေတွေကဒါကတလန်ဆိုပြီးမှဆွဆွဲတပ်ဖြတ်တဲ့ဥပဒေမဲ့တပ်ဖြတ်မှုတွေကိုကျွန်တော်တို့မတားဆီးနိုင်လို့အလားတူပြစ်မှုမျိုးတွေကိုထပ်ခါတလဲလဲဒါကျူးလွန်နေတာဖြစ်ပါတယ်ပေါ့အဲ့ဒါဒါကတော့ဒါဥပဒေရှုထောင့်ရကျွန်တော်တို့တုံ့တက်တာဖြစ်ပါတယ်ဆိုတော့နိုင်ငံရေးရှုထောင့်ရချီတဲ့အချိန်မှာကျတော့တော်လန်ရေးရဲ့တရားဝင်မှုကိုရှာဖွေတဲ့အချိန်မှာလူထုထောက်ခံမှုတွေကြာစင်းသွားနိုင်တယ်ဆိုတော့ဟိုဘ누구ကိုမဆို ဒါတလန်ဆိုပြီးမှဆွဆဲတက်ဖြတ်တဲ့ဟာမျိုးတွေဒါဖြစ်ပေါ်လာနိုင်တယ်လीအဲ့ဒါအဲ့ဒါဖြစ်တဲ့ဆိုဟိုဒီတော်လန်ရေးပုံမှာကျွန်တော်တို့ယုံကြည်မှုကြဆင်းသွားနိုင်တယ်ဒါကအင်မတန်မှဆိုရင်ဆရာအခြေအနေတက်ဖြစ်ပါတယ်ပေါ့ဒီလိုတုံးတက်ပြပြပြစီပေါ့ဟုတ်ကဲ့ရှင်အော်ဒီလို ဖြစ်ရတဲ့ဟိုဟိုရက်တက်မှုအတွက်ကောဘလို့တိုက်တွန်းချင်ပြီလဲရှင်ဟုတ်ကဲ့ကျွန်တော်တို့ဟိုအဓိကအားဖြစ်တော့တိုက်တွန်းချင်တဲ့အချက်ကတော့ ဟိုတချို့တလန်ဆိုပြီးမှဆွဲပြီးမှဥပဒေမဲ့တက်ဖြတ်နေတဲ့ဟာကိုကာကွယ်တားဆီးအပြစ်ပေးအရေးယူနိုင်မဲ့ရန်တရားဟိုကင်းမဲ့နေတဲ့အခြေအနေဖြစ်ပါတယ်။ဒါကိုထိထိရောက်ရောက်ပေါ့။ဒါ NUG ဥဆောင်ပြီးမှကျွန်တော်ဒါကိုထိထိရောက်ကာကွယ်တားဆီးအပြစ်ပေးသွားနိုင်ဖို့အတွက်နာမအနေနဲ့တိုက်တွန်းတောင်းဆိုချင်ပါတယ်။ဒီအခြေအနေဖြစ်လာရတဲ့နောက်ခံအခြေအနေကလူဖွဲ့စည်းပြဿနာလည်းရှိပါတယ်။ဆိုတော့လူဖွဲ့စည်းမှာဒီတချို့တလန်ဆိုတဲ့ဟာကိုလွယ်လင့်တကူတက်ဖြတ်လို့ရတယ်ဆိုတဲ့ဒီအစွဲမျိုးက ိုတော်တော်လေးကိုလွန်မိုးထားခံနေရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါကစိုးရိမ်စရာအခြေအနေတည်းဖြစ်ပါတယ်။ဒါကိုချောင်ရှားဖို့တန်တူအပ်ပါတယ်။နောက်ထပ်တစ်ချက်ကတော့ဥပဒေလုံထုံးလုံနည်းအစစ်စစ်နဲ့အညီစုံစမ်းစစ်ဆေးကြည့်မှု မရှိဘဲနဲ့လွယ်လင့်တကူတရှိုးဆိုရင်မှကောင်းစင်တက်ပြီးမှတက်ဖြတ်နေတဲ့ဟာကိုခုတော်လန်ကြီးကာလမှာ တိုက်တွန်းချင်တာကတော့တော်လန်ရင်အင်အားစုတွေနဲ့ဒါကိုချက်ချင်းရပ်တန့်ဖို့တက်ဖို့တိုက်တွန်းတောင်းဆိုချင်ပါတယ်ဒုတိယအနေနဲ့ တရှိုးဥယျတန်တရာရှိသူမိသူကိုမဆိုးပြည်တွင်းရဲ့ဒီဆဲဥပဒေပေါ့ဆိုပြည်တွင်းဥပဒေအရရောနိုင်ငံတကာဥပဒေအရရောစုံစမ်းစစ်ဆေးရုံးတင်တရားစွဲဆိုပြီးနောက်ပြစ်မှုထင်ရှားမှသာသူ့ကိုဥပဒေနဲ့အညီထိုက်တင်တဲ့ပြစ်ဒဏ်ချမှတ်အရေးယူတော်မူတဲ့ဆိုတဲ့ဟာကိုဒါတိုက်တွန်းချင်ပါတယ်နောက်ထပ်တစ်ချက်ညတာနဲ့စစ်ဆေးစီမှုကိုကျွန်တော်စနစ်တကျချမှတ်ပေါ်ဆောင်ကျင့်သုံးနိုင်တဲ့ လွတ်လပ်ပမလထက်မြတ်ပြီးလိုအပ်တဲ့အယမြင့်ဖြစ်စည်းထားခံရတဲ့တရားစီရင်ရေးမရှိဘဲနဲ့ဟိုတည်တံပြစ်တံကိုလက်တွေ့အရစီရင်ခြင်းကိုကျွန်တော်တို့ဆိုင်းငံ့ထားဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်။ဘာကြောင့်လဲဆိုရင်တရားစီရင်ရေးကလည်းကျွန်တော်တို့စနစ်တကျတည်ရှိမနေဘူးဆိုရင်လူတယောက်ရဲ့အသက်ကိုလွယ်လင့်တကူကျွန်တော်တို့ဒေတာစီရင်တဲ့ဟာမျိုးတွေကိုအခုချိန်မှာကျွန်တော်တို့ရှောင်ချတဲ့ ਨੇ ဒါကြောင့်ဒေတာပြည်တံစီရင်ခြင်းပေါ့ဒါကိုဆိုင်းငံ့ထားပေးဖို့အတွက်ကျွန်တော်တင်ပြတောင်းဆိုချင်ပါတယ်ပေါ့ နောက်တဲ့တစ်ချက်ကတော့နောက်ဆုံးအချက်ကတချို့ဆိုပြီးမှမာယွန်းဆွဆွဲပြီးမှဥပဒေမဲ့တပ်ဖြတ်ခံရတဲ့နိနာသူများအတွက်ဒါထိခိုက်သွားတဲ့ဂုံတိတ်ခါနဲ့အခြားနိနာမျိုးနိနာမှုများကိုအတတ်နိုင်ဆုံးကုစားရအလုပ်ငါဒါအမြင့်ဆုံးတာဝန်ရှိပုဂ္ဂိုလ်များကလူကြည့်ရှင်ကြားဝန်ချတောင်းပန်ခြင်းရင်လုံလောက်တော့နိနာကြီးငွေများပြီးလျော်ခြင်းဒါတွေကိုအနှိမ့်ဆုံးတာဝန်ယူပေါ်ဆောင်ပေးဖို့တက်ဒါတိုက်တွန်းတောင်းဆိုပြစေပါ ထိုင်းမြန်မာနယ်စပ်တနင်္သာရီမော်တော်ပြည်တော်စု ကားလမ်းပိုင်းမှာစစ်ကောင်စီတပ်ဘက်ကအင်အားဖြည့်တင်းထားရလို့ KTL ထီးဆက်မဲရွာတရင်ရဲ့တာဝန်ခံဘိုဆိုင်ညီကပြောပါတယ်ပြည်တော်စုကားလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာလေးလကျော်ကြာမြင့်နေပြီဖြစ်ကတံကာလနောက်ပိုင်းတိုက်ပွဲဖြစ်ပွားတာမရှိတော့ဘဲစစ်ကောင်စီတပ်ဘက်ကအင်အားဖြည့်တင်းတာတွေလှုပ်ဆောင်နေရလို့ဆိုပါတယ် ဧပြီလ19ရက်နေ့နောက်ပိုင်းကောင်စီတပ်ဖက်ကပြည်အောင်စုကားလန်တလျှောက်အင်အားတွေဖြည့်တင်းလာပြီးနယ်မြေထိန်းချုပ်ဖို့ရှေ့ဆက်တိုးလာနိုင်တဲ့အလားအလာရှိနေပြီးရှေ့ဆက်တိုးလာမယ်ဆိုရင်ကျွန်တော်တို့ဘက်ကရင်ဆိုင်မှုအဆင်သင့်ရှိရလို့ KDLA ထိစဲမဲရွာတက်ရင်ရဲ့တာဝန်ခံဗိုလ်ဆိုင်ကြီးကပြောပါတယ်ရှင်မန္တလေးတိုင်းမရေယာမှာ စကန်ပွိုင်းနှစ်ခုကိုစစ်ကောင်စီကပြန်သိမ်းထားပြီးမြင်းကျန်နမ်းမြင့်တောင်ကြားလမ်းပိုက်ကိုလည်းတပ်မကိုကိုကတာလွန်အင်အားသုံးပြီးဖိအားပေးထိန်းချုပ်ထားပါတယ်။ဒီသတင်းကိုသုတချန်သာပေးပို့ထားပါရရှင်။ မန္တလေးတိုင်းမတရားဆင်ကူတပိတ်ကျင်းမြင်းကျန်စားတဲ့မြို့နယ်အသီးသီးမှာစစ်ကောင်စီကတလုံရသုံးမိနယ်မြေပြန်ထိန်းချုပ်ဖို့ကြိုးစားနေတာပါ။ April 20ရက်နေ့ဝန်းကျင်မှာမတရားမြို့နယ်ထဲက PDF တွေတင်ထားတဲ့စခန်း point နှစ်ခုကိုစစ်ကောင်စီကပြန်သိမ်းထားပြီးမြေပြင်စစ်ရေးတင်းမာနေတယ်လို့မတရား PDF တာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီကငလင်တန်းသိမ်းပြည်သူတွေကိုကူညီဖို့ထိုးစစ်တွေရပ်ထားမယ်လို့ကြေညာပေမဲ့ လက်တွေ့မှာတော့နေမီစိုးမှုမှုပြန်ရဖို့နီးလန်းဆုံးသုံးနေတယ်လို့ဆိုပါတယ်ပါသွားတယ်နှစ်ပွိုင်းသူကနှစ်ပွိုင်းပါသွားတယ်အဲ့ဒါလည်းပြောတော့အစိတ်တော့မကောင်းပါဘူးကျွန်တော်လည်းမပြောဘဲနဲ့နေတာဘူးမေးလို့မလို့ပြီးခဲ့တဲ့ရက်ကလေ20 21လောက်မနေ့ကညနေပိုင်းကတော့၄နာရီကျော်တော့အဲ့မှာတရကန်းညကန်းဘက်ကနေပြီးတော့ဆက်မကောကုန်းနာကနဲ့အယ်ဖာဘက်ကိုလှည့်ပြီးတော့ပြောင်းရင်းနဲ့6ချက်လောက်ဖြစ်တာလည်းရှိထိခိုက်ရှိမှုပွင့်နေကြတယ်ထိခိုက်တန်ရတော့တရင်မကြဘူးကျွန်တော်လည်းလိုက်တယ်အခုဒီနေ့ကတော့ဖုန်းခေါ်ရခက်နေဖုန်းခေါ်လို့မရ သင်ဥပကတော့အထူးရေးကြမကြဘူးအဲလေရင်ပုံချလို့ကအော်အော်မှပဲကျန်တဲ့ဥစ္စာတော့ရှိဘူးကျန်တဲ့ဥစ္စာကိုယ်ရှုပ်တွေပဲရှိတယ်။တကယ်ကျမကတော့အဲခုနမိုက်ပတ်လေချောင်းချတာတို့ဘာလို့ပေါ့တကူရဲ့နေညနေရတယ်။ရေတွေကိစ္စပြီးတော့နောက်ထပ်မရှိပါဘူး။မင်းလေးရဲ့ကစားတွေခြေချုပ်နိုင်လို့ရှိတယ်ခြေကုန်းကုန်းနိုင်လို့ရှိတယ်ချွတ်ချွတ်ဆက်ဆက်ထွေးထွေးတွေရှိတယ်။အဓိကတော့လာချိုးပြောင်းဝင်တဲ့ကိစ္စတွေပါပဲ။အဓိကနဲ့ဆက်ဆက်ပြီးတော့ခြေချုပ်နိုင်လေ။မန္တလေးတိုင်းမြင်းညမြို့နယ်နမ်းမြင့်တောင်ကြားလမ်းမကိုစစ်ကောင်စီကအခုရက်ပိုင်းမှာတာလုံရဲရနဲ့ဖိအားပေးပြီးပြန်ထိန်းချုပ်ထားပါတယ်။မြင်းညမြို့ဝန်မှာရှိတဲ့နမ်းမြင့်တောင် ညံတောင်သာလမ်းမကိုထိန်းချုပ်ဖို့ညညံမြို့မှာတက်ဆွဲထားတဲ့တမ99ကမက်စလာ24ရက်နေ့ကစပြီး28ရက်နေ့အထိ9ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါအစောပိုင်းရဒီမှာ PDF ကလမ်းမကိုပြန်မပေးရပါပဲ။နောက်ပိုင်းမှာစစ်ကောင်စီကအင်အားထပ်သို့ချလာတာကြောင့်နောက်ဆုတ်ပေးထားရတယ်လို့မြင်းညက်ခိုင်တရင်ခေါ်0ပြောက်ကြတဲ့ခွဲကပြောပါရယ်။ မင်းရဲ့စီးရဲတင်နေတင်းလာနေပါတယ်။အင်အားတွေထပ်ပြစ်ထားတယ်။စစ်ကြောင်းတို့ကလည်းကြားနေတယ်။နိုင်မြတောင်တောင်ကြားလမ်းပိုင်းကိုပြန်ပြီးတော့ယူရဲသဘောမျိုးပေါ့။ကျွန်တော်တို့ကပြန်ပြေးလိုက်ရတာပေါ့ကွာ။အဲ့ဒါပဲအဲ့ဒါပါပဲ။အဲ့လိုသဘောပါပဲ။ကျွန်တော်တို့လည်းတိတိတွေစားကြည့်တော့အင်အား200ကျော်300ဝန်းကျင်တော့ရှိတာပေါ့။ဒီတော့ဒီဒီတိုင်းမလို့ဖွင့်မပါဘူးဆိုတက်ကကြီးပဲလာတာ။ဟိုညောင်းဘက်ကဝင်တဲ့ကောင်လေး။ကု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 ကကောင်လေးပဲ။ပြန်ခဲ့300နေတော့ကားတဲ့ဒီနဲ့လက်နဲ့ခဲနားဖြည့်တယ်။အဲ့နောက်နောက်ပိုင်းလမ်းကနေပြီးတော့သူတို့ကလည်းတောင်ကြားလမ်းပြန်လိုချင်တာနဲ့ကိုရီးယားလည်းကာကင်းပုံနဲ့ပဲပြန်နေရတော့ မရှိလာ28ရဲ့အင်အားပြင်းကလေးလောက်ခတ်မှုပြီးမှမြို့သားညီမျိုးရေးအစိုးရ NUG ကနှစ်ပတ်ကြာအပြစ်ရက်စဲထားဖို့ကြေညာချက်ထုတ်ခဲ့တယ်လို့စစ်ကောင်စီကလည်း April 2ရက်နေ့မှာအလားတူကြေညာချက်ထုတ်ခဲ့တာပါ။လက်တွေ့မှာတော့စစ်ကောင်စီကလေကြောင်းတက်ခိုက်တာအမြင်ပြင်စစ်ကြောင်းထိုးတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေစက်တိုက်ပြုလုပ်ခဲ့ပါတယ်။မရှိလာ28ရက်နေ့ကနေ April 24ရက်နေ့ထိတလားတာနီးပါးကာလအတွင်းနိုင်ငံတော်အမှာစစ်ကောင်စီကလေကြောင်းတက်ခိုက်မှု329ကြိမ်ထိပြုလုပ်ခဲ့တာကြောင့်ပြည်သူ့နဲ့တော်လိုင်းတပ်ဖွဲ့ဝင်246ယောက်တက်မလဲတည်ဆုံခဲ့ပါတယ်။ကျွန်တော် တုဒချမ်းသာပါရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရေနံတောင်ကျေးရွာကိုဧပြီလ24ရက်နေ့မှာစစ်ကောင်စီတပ်ဘက်ကအသေးကန် drone နဲ့သုံးကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ဘက်ကတုံးကျိန်တိုင်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရေနံတောင်ကျေးရွာကိုလာရောက်စစ်ပေးတိမ်းရှောင်နေတဲ့အမျိုးသမီးတယောက်တေဆုံးခဲ့လို့ဆိုပါရယ်ရေနံတောင်ကိုစစ်ကောင်စီကဧပြီလ24ရက်နေ့နေ့လယ်ပိုင်းလောက်ကအသေးခံ drone တွေနဲ့တုံးကျိန်တိုင်တိုင်လာပြီးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ခုလာပါကြေးရွာကစစ်ပေးရှောင်နေရတဲ့အမျိုးသမီးတဦးသေဆုံးခဲ့ပြီးရေနံအောင်ကြေးရွာကအမျိုးသားတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြင်နေအိမ်တချို့လည်းထိခိုက်ပျက်စီးသွားတာတွေရှိတယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကပြောပါရရှင် ကိုကန့်တက်ထိန်းချုပ်ထားတဲ့မြန်မာတရုတ်နယ်စပ်ကလောက်ကင်မြို့မှာလူရည်သုံးဖို့တပုံလောက်ပြန်လည်နေထိုင်နေပြီးစီကားစားပြူလာပြီလို့လက်ရှိနေထိုင်သူတွေကပြောပါရယ်ခွန်စုံသတင်းပေးပို့ထားပါရယ်ရှင်မြန်မာတရုတ်နှစ်နိုင်ငံနယ်စပ်ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကင်မြို့ကို MNDA ကိုကန့်တက်ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေက2023အောက်တိုဘာမှာစတင်ခဲ့တဲ့2029စစ်စင်ရေးကာလမှာတင်ပိုက်ခဲ့ပါလေ အဲ့လိုတိတ်ပိုက်ထိ ंछ ုပ်ထားတဲ့လောက်ကိုင်းမြို့ကိုတရုတ်နိုင်ငံရဲ့ဂျားဝင်မှုကြောင့်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရက်ဆိုင်နေလို့လူပြန်စီကားစပြုတ်နေပြီလို့လက်ရှိနေထိုင်နေသူတွေကပြောပါတယ်။ကြားဖြတ်မဖွင့်လေဘူး။စိန်ကန်းနေရတာဖွင့်တယ်။ပမာဏအလဲအတန်းကြီးကိုဘောလုံးစားနဲ့ထိုးလိုက်တာ။ပမာဏအလဲတန်းတန်းလုံးပြောက်။ခုံလုံးကြီးတော့မစီသေးဘူး။ဒါမှမဟုတ်လည်းသူရှိတယ်။ဘောလောက်ကန်ကုန်။တားလိုက်ပြေးပါတယ်။ကုံတွေပါရောက်ဝင်နေရပဲလေ။ လောက်ကိုင်းမြို့ကိုကုကတ်တက်ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေက2024ဇန်နဝါရီမှာတိမ့်ပိုက်နိုင်ခဲ့တာပါမြို့ကိုစတင်ထိ ंछ ုပ်တုန်းကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ရှိခဲ့ပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်ကုကတ်တက်နဲ့တော်လိုင်းအင်အားစုတွေထိ ंछ ုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှုမြို့ကိုအခုဧပြီလမှာစစ်ကောင်စီလက်ထဲပြန်လည်လွှဲပြောင်းခဲ့ပါတယ် တရုတ်ဂျာဝင်ချိန်ကစပြီးလောက်ကိုင်းကိုလေကြောင်းတိုက်ခိုက်မှုတွေမရှိတော့ဘဲလူပြန်စီကားစပြုနေတာပါလက်ရှိလောက်ကိုင်းမှာ ပြန်လဲခြေချပြီးအလုံးလုံးမယ်ဆိုရင် MNDA ကိုကန့်တက်ရဲ့တက်ဆိုင်ရာဌာနမှာနေထိုင်ခွင့်တင်ပြီးအလုံးလောက်ကိုင်းရမှာဖြစ်တယ်လို့လက်ရှိနေထိုင်နေသူတွေကဆိုပါတယ် ဘလို့ရမြန်မာလူမျိုးတွေအချိန်မှာရှိတယ်ဆိုတော့တကယ်ချင်းဆိုင်ကျတချို့ပြန်ဖွင့်တဲ့လူတွေရှိတယ်ပေါ့ဒါပေမဲ့အလောက်ကတော့အရင်လိုမဖြစ်တော့ဘူးပေါ့ဟိုဒီလိုတော့ရှိတယ်ပေါ့နေတိုင်းခွင့်တော့လုပ်ရတယ်ပေါ့မြန်မာလူမျိုးဆိုရင်နေတိုင်းခွင့်လုပ်ရတယ်ဆိုလို့ရှိရင်သူ့မှာဆိုင်ဆိုလို့ရှိရင်ဆိုင်ဘယ်လိုပြောမလဲဆိုင်ဖွင့်ခွင့်ပေါ့နော်သူဆိုင်ဟိုမှတ်ပုံတင်ရတယ်ပေါ့အဲဒီလိုမျိုးတွေတော့ရှိတယ်ပေါ့ဟုတ်အရင်အရင်တဲ့ဆိုင်တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့နေရထိုင်တော့နေပြတ်သွားတယ်ပေါ့ဟုတ်လို့ဖြစ်သွားမှာအရင်ကအဲ့လောက်ကြီးမရှိဘူးလေနော်လောက်ကိုင်းမှာမြန်မာတရုတ်နေဆက်ဖြတ်တန်းကိရှိပြီးစစ်ကောင်စီအုပ်ချုပ်စဉ်ကကြားဖြန်လောင်းကစားမွေးရစေဝါနဲ့ပြည်သူ့လုပ်ငန်းတွေပုံများခဲ့ပါလေ မြန်မာနိုင်ငံနေမိတ်တွင်းမှာရှိတဲ့အွန်လိုင်းငွေလိမ်ကိုင်းကြားဖြန်တွေကိုတရုတ်နိုင်ငံကစတင်တိုက်ဖြတ်ချိန်ကိုကန့်တက်ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေက လောက်ကိုင်းကိုတိုက်ခိုက်သိမ်းပိုင်ထိန်ချုပ်လိုက်ပါလေ။အဲ့ဒီနောက်ပိုင်းလောက်ကိုင်းမြို့မှာအလောက်ကိုင်းခွလန်းတွေနေပါလာပြီးနေထိုင်တဲ့လူတွေလည်းရော့ကျသွားတာဖြစ်ပါလေ။ကျွန်တော်ခွန်စောဦးပါ။ ဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ယောမမျိုးရှိပုတ်ဟံမေဒီတစ်ကိုရွေးချယ်မဲ့ရွေးကောက်ပွဲအတွက်ကာဒီနယ်များအစည်းအဝေးပွဲမှာပြင်သစ်ကာဒီနယ်၅ဦးပါဝင်ဝေးရှိပြီး Vatican City ရှိ Sistine Chapel မှာမေလ6ရက်နေ့မှ17ရက်အတွင်းစတင်မှုမျှော်လင့်ထားပါတယ် ဒီအစည်းအဝေးပွဲမှာကာဒီနယ်ရွေးကောက်ပွဲဝင်သူ135ဦးကိုစုဝေးထားမှာဖြစ်ပြီးကိုစလဲလောက်ဦးဟာဆန္ဒမဲရဲ့သုံးဖို့တပုံရရှိရတဲ့အထိအကြိမ်ကြိမ်မဲပေးကြမှာဖြစ်ပါတယ်။လက်ဝက်မဲပေးရမှာဖြစ်လို့ခံမရခဲ့ဆိုပေမဲ့တချို့မီဒီယာတွေမှာတော့ပေါ့ရမ်မင်ကြီး Francis ကိုဆက်ခံမဲ့သူဖြစ်မာဆေးကိုင်းကျုပ်ဖုံးတော်ကြီးယုံမကယ်ဗလင်ကိုနာမည်ဖော်ပြထားကြပါတယ်။ဒီစီဝဲကြီးမှာကလေးတငယ်လိမ်ပိုင်းဆိုင်ရာအလွဲတုံးစားမှုရှုပ်တော်ပုံမှာဖမ်းမိပြီးတဲ့နောက်ခိုင်းချုပ်ဖြစ်မှနှုတ်ထွက်ခဲ့တဲ့ လိုင်ယွန်ဂိုင်းချုပ်ဟောင်းဖိလစ်ပါပါဟန်လည်းပါဝင်ခွင့်ရှိနေတာပါသူကိုလိုင်းဆိုင်ရာစော်ကားမှုအစီရင်ခံမှုပြက်ကွက်မှုနဲ့2019ခုနှစ်မတ်လမှာပြင်သစ်တရားရုံးကပြည်ထောင်ချမှတ်ခဲ့ပေမဲ့သူဟာဆုဆွဲချက်တွေကိုညှင်းဆို့ခဲ့ပြီးစီရင်ချက်ကိုအောင်အောင်မြင်မြင်အယူခံဝင်ကတရက်သေးလွတ်မြောက်ခဲ့ပါတယ်ရှင်။ကက်ရှမီးယားမှာခီးသွွားတွေတိုက်ခိုက်ခံရတဲ့ပတ်သက်ပြီးအိန္ဒိယရဲ့ဆုဆွဲချက်တွေကိုပါကစ္စတန်နိုင်ငံကလည်းတုံ့ပြန်မှုတွေပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသားတွေဗီဇာပိတ်ပင်တာတန်တမန်တွေကိုနှင်ထုတ်တာအိန္ဒိယလေကြောင်းလိုင်းနဲ့ပါကစ္စတန်ပိုင်နက်ထဲကိုဖျက်ခွေမရှိတာတွေနဲ့ပြန်လည်တုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားမှာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်ခီးသွား26ဦးသေဆုံးခဲ့တာပါ။ခီးသွားတွေတိုက်ခိုက်ခံရတဲ့ပတ်သက်ပြီးအိန္ဒိယရဲတပ်ဖွဲ့ကတန်တရားရှိသူတနတ်သမား3ဦးရဲ့အမိကိုထုတ်ဖော်ခဲ့ပြီး2ဦးကပါကစ္စတန်နိုင်ငံသားဖြစ်ကတဦးကတော့ကက်ရှမီးယားဒေသခံဖြစ်တယ်လို့ဆိုပါတယ်။ ဒီကြမ်းဖက်မှုနဲ့ပတ်သက်ပြီးကက်ရှမီးယားမှာလူပေါင်း1500လောက်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။ကက်ရှမီးယားရေးကြောင်အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံသားတွေကိုဗီဇာပိတ်ပင်မှုတွေချက်ချင်းလှုပ်ဆောင်ခဲ့ပြီးပါကစ္စတန်ကလည်း260ကျော်ကသဘောတူထားတဲ့အင်တက်ရေးခွဲဝေရေးသဘောတူညီချက်ရက်ဆိုင်းရေးကိုလည်းပါကစ္စတန်နိုင်ငံကပယ်ချခဲ့ပါတယ်။ပါကစ္စတန်ကအိန္ဒိယပိုင်လေကြောင်းလိုင်းတွေကိုပိတ်ပင်ထားပြီးအိန္ဒိယရဲ့ကုန်သွယ်မှုတွေအားလုံးကိုလည်းရပ်ဆိုင်းထားပါတယ်ရှင်။ ဆက်လက်ပြီးအားကစားသတင်းကိုတင်ဆက်ပေးပါမယ်။မန်ယူသင်းဟာအတ္တလန်တာတိုက်စစ်မှုလော့မန်ကိုခေါ်ယူဖို့အသေးရှိတိုက်စစ်မှုဟာလန်ကိုအလိုက်ပေးကလမ်းမှုစီစဉ်နေရလို့သိရပါဗျ။မန်ယူသင်းဟာဂိုးသွင်းနိုင်မှုစွမ်းရည်အားနည်းတဲ့ဟာလန်ကိုရောင်းထုတ်ဖို့ဆုံးဖြတ်ထားပြီးအလိုက်ပေးကလမ်းမှုစီစဉ်လာခဲ့တာပါ။ဒိမတိုက်စစ်မှုကိုအတန်တာအသင်းကပဲပေါင်82တန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီးအသေးအောက်စီပြန်လဲရောင်းထုတ်ဖို့မန်ယူသင်းကပြင်ဆင်လာခဲ့တာဖြစ်ကြ

ည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးပါမယ်။ကျွန်မကတော့ဒီဂျူလိုင်းမှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။